ပေါ့ယောက်ျားလေးတွေကတော့ဂီကောင်းတယ်ဆိုပေမဲ့ပြောတဲ့နဲ့အချိန်မှပြောဥပမာဆိုကြပါစို့ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့မမရေနတ်သမီးနဲ့နတ်သမီးနဲ့မနဲ့ဘယ်လိုဘယ်လိုလားအာနတ်သမီးရပူလာတော့မဟုတ်အမပူလာတာဘာဖြစ်လို့ကျွန်တော်နှလုံးသားထဲမှာရှိနေတာအာပြီအဲ့ဒါစကားနည်းနည်းလေးနဲ့သူ့ကိုထိထိမိမိပြောလိုက်တာပဲအဲ့ဒီမှာနှစ်ချက်လောက်ချုပ်သွားအဲ့မှာနှစ်ချက်လောက်ချုပ်သွားတယ်ဟိုကမူးတောင်မေးတောင်လေးသွားတယ်သူကျွန်တော်တို့ယောက်ျားလေးတွေဟာဒီအသေးနှုတ်ပါတယ်အသေးနှုတ်ပါကျွန်တော်တို့လေနားလေပေးအသက်ကြီးတောင်ပေးပြီးချက်ပလိုက်ပဲအဲ့ဒါတကယ်လို့ မှလည်းကို့အတွက် idol ဖြစ်နေပြီဆိုတော့ဘာဖြစ်လို့ idol ထက်လို့အောင်မှလည်းမောင်လေးရဲ့အဲဒါဆိုသူကျတော့ကျွန်တော်အတွက် idol ဖြစ်ပြီးတော့သူကသူကလည်းခလာဟဲငါ့ကိုရီစာစကားလာပြောတယ်သူရဲ့ရည်ချင်းနေရာလဲဘာတွေလဲဆိုပြန်ကြည့်ပြန်ကြည့်တဲ့အခါမှာဟဲလေးစားအတူယူရတဲ့အားတွေတွေ့လာသူလည်း idol ပဲအေး idol ဖြစ်တော့သူကဘာလို့ဘူယောက်ျားလေးကိုထပ်ပြီး share တော့မှာလဲကိုရီးယားမင်းသားတွေထပ်ပြီး share မှာလဲမောင်လေးကကိုရီးယားမင်းသားတော့မချောလို့ Your radio, your friend. န်လီယံဖန်ပရိသတ်များခင်ဗျာကျွန်တော်တို့မတည်ဦးညစ်မယ်ဆိုတဲ့စီစဉ်ကိုအခုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကျွန်တော်မတည်ဦးညစ်မယ်စီစဉ်မှာတော့အားလုံးရဲ့ရှင်နေပြီသားဖြစ်တယ်ဒါညီမလေးကြာညိုသိမ်းပါတော့သူကတော့ဒါစကေးလူဝဲရာနေပြီးတော့ပရိသတ်တွေ သတိထားမိလာတဲ့သူတယောက်ပါပြီးတော့သူနဲ့တူတူအများအတွဲတွဲပြီးတော့ငင်းနေကြသည်လေဒါလင်းထက်ဦးတို့နှစ်ယောက်ကိုဒီနေ့စီစဉ်မှာဖိတ်ခေါ်ထားပါရယ်အဲ့တော့အကြံညူတင်တဲ့လင်းထက်ဦးတို့မင်္ဂလာပါမင်္ဂလာပါကိုဟုတ်ကဲ့ဗျာเนาะမတွေ့ရလဲကြာပါပြီနှစ်ယောက်လုံးပြန်တွေ့ကြပါဦးဟုတ်ကဲ့ဟုတ်ကဲ့ဗျာကဲတော့ကိုတို့ဒီနေ့စဉ်းစားထားတဲ့ကောင်းစဉ်လေးရောဒါပေါ့ပပလေးပဲเนาะဟိုစကားနေတာကောင်းနေဒါမှမဟုတ်လို့ရှိရင် စကားများတာကောင်းနေဆိုတဲ့ကောင်းစဉ်လေးကိုစဉ်းစားထားပါရယ်အဲ့တော့အကြံညူတင်စပါ Lady First ပေါ့เนาะအဲ့တော့စကားများတာကောင်းလားစကားနေတာကောင်းနေလို့ထင်လား အာစကားများတော့ပိုကောင်းတယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့စကားများရင်သူကတိလို့စေပုံများတယ်။တိလို့စေပုံများတော့သူမျိုးများတိ။မျိုးများတိတော့သူ့မှာဘူးသူဒ္ဓပုံများတဲ့အတွက်သူ့မှာပို့ပို့ပြီးတော့အတိပညာရဲ့ပို့ပို့များလာတဲ့အတွက်ဘဝမှာနေထိုင်ရင်ပို့ပြီးအဆင်ပြေမယ်လို့ထင်တာပဲညီမကတော့ရောစကားများတာကောင်းတယ်လို့ထင်တယ်ညီမကတော့။ဟုတ်ပြီ။နော်အဲ့တော့ကျန်ကျူသေးကစကားများတဲ့ဘက်ကအဲ့တော့ညီလေးလင်းထက်ကိုသူပြောလက်ခံလားဘယ်လိုလဲ။အာစကားများတာမကောင်းပါဘူး။စကားနဲ့ကောင်းပါတယ်။ဘာလို့လဲဆိုတော့စုခဲစီမြဲစီဆိုတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ကစကားတလုံးကိုတလုံးကိုပြောရမယ်ဆိုတဲ့အခါမှာဒီစကားကကိုနဲ့ပြောတင်လာမပြောတင်လာဆိုတာချင့်ချင်းတော့ပေါ့။ပညာရှိဆိုတာစီလိုပဲဒီမှမြည်တယ်ပေါ့။အဲ့တော့မမေးဘဲနဲ့ပြောခြင်းဟာတမိုးမဲ့တဲ့စကားတွေဖြစ်ပေါ်စေပေါ့။အဲ့တော့တမိုးရှိတဲ့စကားတွေဖြစ်ခြင်းရင်မင်းမပြောပါပြီးတော့စကားနဲတာပို့ပြီးကောင်းပါလေ။ဘာလို့ဆိုတော့အသိဉာဏ်နဲ့ရှင်းပြီးပြောတာပို့ပြီးကောင်းပါလေလို့ထင်ပါတယ်။ဟုတ်ကဲ့ဗျာ။အဲ့တော့အာကိုလင်းထောက်ပြောစကားပေါ်မှာစဉ်းစားမြင်ပါဘောနော်။အသိဉာဏ်နဲ့ရှင်းပြီးစကားပြောကောင်းတယ်စကားနဲတာပေါ့နော်။အဲ့တော့ ကားများတဲ့သူကတိညာမရှိလို့ပြောလာမသိနော်အာအဲ့လိုတော့မဟုတ်ဘူးပေါ့အာဘယ်လိုပြောရမလဲအဲ့ဒီဒီကြပြပေါ့ဆဲတော့ကြပြလို့ပဲဝိစာသိပ်ပါလူကိစ္စကိုငယ်ကမတင်ပျော်ပါလွင်မှုအကျဉ်သူအားစကားချေတင်တပင်မပြက်ကတွင်းမဲ့တို့ချွတ်တဲ့ပညာညှို့မျက်နှာနဲ့ယွန်းချလန်းထိတ်အတန်စိတ်ကြီးသူပြောချင်တာပညာမရှိရင်တဲ့ဂရင်းမပါလူလိုပဲ စကားကိုမပြောနိုင်ဘူးလို့ပြောတာရှင်မထသာရာဒါသူကရေးခဲ့တာပေါ့အဲ့တော့သူပြောချင်တဲ့အတိတ်ပဲဒါပညာရှိတဲ့လူပဲဒီစကားတွေကိုပေါ့ပေါ့မြောက်ပြောလို့ရတယ်လူတွေကြားထဲမှာပေါ့ပေါ့ပြီးထင်းထင်းပေါ့ပေါ့ပြောလို့ရပညာမဲ့လူကလူကြားထဲမှာစကားပြောရင်သူကအထစ်ထစ်နဲ့ဖြစ်နေတဲ့အတွက်ဆိုဒုက္ခတွေရောက်မယ်ပြီးတော့စကားလည်းမပြောနိုင်ဘူးပေါ့အဲ့တော့စကားများတဲ့လူကပညာမဲ့တယ်ဆိုတော့ဒါလုံးဝလက်ခံနိုင်ကြအကြောင်းမရှိဘူးပေါ့နော် ဟုတ်ပြီဗျာเนาะနောက်တစ်ခုကြားဦးတယ်စကားနဲ့ရန်စဲเนาะစကားပုံလေးတစ်ခုရှိရဲဆိုတော့အဲ့တော့အဲ့ဒါကြောင့်စကားနဲ့ကကောင်းတယ်ဆိုရဲသဘောပဲသူကပြောထားတာပေါ့အဲ့ဒီပုံမှာရောနေ့အောင်ဘယ်လိုမြင်ကြလဲအဲ့ဒါလေးလေးပြောပါဦးစကားနဲ့ကဒါကောင်းတယ်ဆိုတာကတော့ စကားအမြင်နဲ့နေလို့တော့မရဘူးလေစကားနဲ့ရန်စေတော့မဟုတ်ဘူးဒီမြမရာဇဝင်မှာဒါအမေးဖြေကျန်းနေရှိရယ်ပေါ့နော်အမေးဖြေကျန်းနေရှိရယ်သူကဟိုပေါ်ဦးရှောက်ထုံးနေဥပေါ်ဦးရှောက်ထုံးရှိမြဲပြီးတော့လဝဲရွန်ထားရှောက်ထုံးရှိမြဲပြီးတော့မင်းရဲ့တင်ကတူရှောက်ထုံးရှိမြဲဒါရှောက်ထုံးရှောက်ထုံးတွေအများကြီးပေါ့အဲ့ဒီမှာမှသူကဒီဟိုပညာရှိတွေကမေးတယ်ပြီးတော့ပညာရှိဒီဆရာတော်ဖျားတွေဘာတွေကပြန်ဖြေပြန်ဖြေတဲ့အခါကျမှသူကဒီအမေးဖြေကျန်းနေဆိုတော့ထွက်လာပြီးတော့ဒီစာဆောင်ပေတစ်ခွက်တည်းနဲ့ထွက်လာတာပေါ့အဲ့ဒီထဲမှာရာဇရေးတွေပါမယ်ဓမ္မရေးတွေပါမယ်ပြီးတော့ ဒီ doggy အကြောင်းပါမယ် logo တရားအကြောင်းပါမယ်အဲ့ဒီမှာမှာညီမတို့စာပေကပုံမထွန်းကားလာပြီးညီမတို့အတွက်လူတွေကိုထိန်းချုပ်မဲ့လူတွေကိုထိန်းကုပ်မဲ့သူရဲ့အမေးဖြေကြမ်းနေအဲ့လိုမျိုးရာဇဝတ်တိကြမ်းနေဆိုတာပေါ်လာတာပေါ့ပေါ်လာဖြစ်တဲ့အတွက်စကားနဲ့ရန်စဲရဆိုတာထက်အိုစကားနဲ့ဝါရင်ကိုယ့်ရဲ့အသိပညာဘုသူတရယ်ပို့ပြီးရော့ကြသွားမယ်လို့ထင်တယ်ပေါ့အဲ့လိုမျိုးဟိုမောင်မောင်ကျိုင်းစကားလို့ပဲမိဘများစကားရမယ်အိမ်မနေအသက်ရှင် အဲ့လိုမျိုးသွားမများခရီးရောက်ဆိုတဲ့အတိုင်းပဲစကားများပြောရင်ပို့ပြီးတော့ဖို့တရများမယ်ဟိုရန်ဆဲတာမဆဲတာဒါကတော့ကိုယ့်အပေါ်မူတည်တယ်ဒါချစ်စေခြင်းလဲဒီလက်လေးတစ်ပဲမုန်းစေခြင်းလဲဒီလက်လေးတစ်ပဲဆိုတော့ဟိုချစ်ဖို့ချစ်ဖို့တော့သူများချစ်ဖို့တော့တော့စကားပြောတတ်ဖို့တော့လိုတာပေါ့စကားပြောတတ်ရင်ဒါဘလောက်စကားများများချစ်နေမှာပဲလေအဲကြောင့်မို့တချို့ကောင်းလေးရှိရဲ့စကားပြောတာကိုကောင်းမလေးကတူတူတတအမြဲစကားပြောရင်ချစ်ဖို့ကောင်းနေချစ်တယ်စကားများတဲ့ကောင်းမလေးတွေကချစ်တယ်ဆိုပြီးရှိတယ်ချို့ပြောကြတယ်အဲ အိမ်နေမှာလူကြီးတွေပြောတောက်ကြသမီးရဲ့စကားများမှအိမ်ကစီးပွားတက်တယ်ဆိုတာမျိုးရှိတယ်အဲ့လိုမျိုးပေါ့ဟိုစကနေရန်ဆဲတယ်ဆိုတာမျိုးထက်စကားပြောကောင်းတဲ့လူစကားပြောတတ်တဲ့လူစကားပြောချို့တာတဲ့လူကြတော့စကားမများပြောလေပဝင်းကြီးကကြိုက်လေလေပဲလို့ညီမကတော့ထင်တယ်ဟုတ်ဟုတ်ပြီเนาะအဲ့တော့ဒီလေးလင်းထက်ဟိုအကျွန်တော်တင်ရတော်လေးအချက်ကြလက်ကြတော့သူပြောသွားတာပါเนาะအဲ့တော့လုံးသူပြောသွားတာထမပါစကားမများကောင်းနေဆိုကောင်းလေးတောင်ပူချစ်တယ်တဲ့เนาะအဲ့ဒါတောင်ပါသေးတယ်ဟုတ်ကဲ့ကဲတော့ဒီလေးပြောပါဦးအဲ့ဒီကတော့စကနေရန်ဆဲပေါ့အဲ့ဒီပေါ်မှာဒီလေးမြင်လေး ဒါဆိုရင်음ဒီဆရာတော်ဘုရားကြီးတွေကဒီတပည့်တော်ရဲ့ဂါဒီနဲ့ပြောတဲ့အခါမှာဒီမေးခွန်းရှိမှဖြေတယ်မေးခွန်းမရှိမဖြေဘူးဆိုတဲ့အချက်ကိုပေါ်ပြီးထင်ရှားစေတာဟုတ်တယ်အဲဆိုမမေးရင်မဖြေဘူးမေးရင်တော့ဖြေတယ်ဘာလို့မေးမဖြေတာလဲတံပိုးပေါ်မှာဆိုလို့အဲ့တော့ကိုတိကျင်နာကြီးပဲကိုပြောကျင်နာကြီးပဲဆွတ်ပြောနေလို့မရဘူးကိုပြောကျင်နာကြီးပဲဆွတ်ပြောလို့မရဘူး तू ကမေးတာနဲ့ကိုရဲ့ဖြေတာနဲ့အဝင်ကွင်းချဖြစ်မှလည်းဟုတ်တယ်အဲ့တော့ကျွန်တော်တို့မှာစကားက၄မျိုးရှိတယ် စကား၄မျိုးဆိုတော့ဝါစာ၄မျိုးပေါ့နော်နည်းနည်းလေးခေါ်လိုက်အောင်မယ်နော်တစ္ဆာဝါစာတဲ့ဓမ္မဝါစာတဲ့သူဘာတိတ္တစာရဝါစာတဲ့နော်သူဘာတိတ္တစာရဝါစာတဲ့ဘာလဲဆိုတော့တစ္ဆာဝါစာမှန်မှန်ကန်ကန်ပြောမယ်ဓမ္မဝါစာတရားနီးလန့်ကြပြောမယ်သူဘာတိတ္တစာရဝါစာကောင်းတဲ့စကားကိုဆိုမယ်ကောင်းတဲ့စကားကိုဆိုရတဲ့အပြင်မှာဘယ်လိုဆိုပီယဝါစာချစ်ဖွယ်သောစကားကိုဆိုမယ် စကားကနေတယ်သို့တော်လည်းသူကမေးလိုက်တဲ့အခါမှာချူသားရင်ကြီးတော့ပြားတကာတို့ချူလာစီဆိုတဲ့စကားမျိုးနဲ့ပြန်လည်ပြီးတော့စကားနည်းနည်းလေးနဲ့ပြန်ပြီးတော့သူများရဲ့စိတ်နှလုံးကိုဟာရယဖြစ်စီအောင်ပြောခြင်းဟာလေအင်မတန်ကောင်းပါပါလေစကားများမှာလူချစ်လူခင်ပေါ်တော့စကားနည်းပြီးတော့အကျိုးရှိအောင်ပြောရင်လေလူချစ်လူခင်ပေါ်ပါလေဟုတ်ပြီဗျာ ကဲရန်မာလီပြောတဲ့ရှိမှတဲ့အဲ့တော့စကားနဲတဲ့ဆိုရင်ဒီဘာသာတရားတွေမှာပေါ့ဒါခရစ်ယာန်ပဲဖြစ်ဖြစ်ဒီအစ္စလမ်ဘာသာပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ပေါ့ဒီတရားဟောဆရာတွေဒီဖုံဖုံနေဒီ church ကဒီ father ကြီးရေဆိုတာတရားဟောကြတယ်တရားဟောကြတယ်ဆိုတော့စကားတော့ညီမပြောရဘူးပြအဲ့တော့စကားမပြောရင်သာသနာမပြန့်ပေါ့ဖေဘာသာပဲဖြစ်ဖြစ်အဲ့တော့စကားမပြောကြတယ်ဒီဘာသာရေးအသီးသီးကဒီတရားဟောဓမ္မဂရိကတွေပါတယ်အကုန်လုံးကသူတို့က ်စာအုပ်တွေနဲ့လိုက်ပြီးတော့လိုက်ဝေနေရမဟုတ်ဘူးဒီတရားစာအုပ်တွေတရားပြန်ပွားဖို့တော့ကဘာအရရက်မှာ ပြောနေတာဟောနေတာဟောပြနေတာတရားချနေတာအဲ့ဒီမှာပဲဒီဘာသာရေးကပြန်ပွားမှာဒီဘာသာတရားအတွင်းရှိတီချန်းအောင်တော့ဗီဒီယိုသုံးပုံအောင်အမားတို့အာကုန်ဆောင်ခဲ့ရသေးတာပဲတန်ခါတော်တွေကဒါစကားများများပြောဖို့ တရားများများဟောပြီးတော့သာသနာရေးရှိတည်တံ့ဖို့အတွက်သူတို့ကြက်ခဲကြတာမှတ်ခဲကြတာပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်ဒီအမေးဖြစ်ကြမ်းနေခုနကပြောတဲ့ဟာမျိုးဟုတ်တယ်မိမဖြစ်တာမှန်တယ်ဒါပေမဲ့ ဒီပညာရှိတွေကအရင်မမင်းရောဒီပရင်တွေကအရင်မမင်းရောသူတို့ဖြစ်မှာမဟုတ်စကားများတယ်ဆိုတာဆက်စုတက်လို့သိကျင်စိတ်များလို့အဲ့သိကျင်စိတ်ပေါ်အခြေခံပြီးတော့မှအမားတို့ရဲ့အသိပညာဖူးသွားပို့ပြီးတော့များပြလာတာအကောပြောရင်အခုကျောင်းနေမှာစတင်တယ်ကျောင်းနေမှာစတင်တော့အခု system အစ်ထွက်တယ်ညီမတို့တင်ရိုးတွေဆွဲပြီးတင်ရိုးတွေတက္ကသိုလ်တွေမှာလည်းဆွဲတက္ကသိုလ်တွေကဥဆောင်ပြီးဆွဲတယ်ကျောင်းကဆရာမတွေဥဆောင်ပြီးဆွဲတယ်ဆွဲကြပြီဆွဲရပြီဆိုရင်တော့ဘလို့လောက်လိုက်လဲဆိုတော့အရင်က student center ပဲဟုတ်တယ်မှန်တယ်ဒါပေမဲ့အခုက student center အပြင်ဘာလို့လောက်လဲဆိုတော့ဆရာနဲ့တစ်ဖက် ဲ့အပြန်အလှန်တယောက်တစ်ခုံးဆွေးနွေးတာမျိုး interaction ဆရာနဲ့အပြန်အလှန် interaction ဆွေးနွေးတာမျိုးပြီးရင်ဒီကျောင်းသားအချင်းချင်းအမေးဖြေလုပ်တာမျိုးမြန်မာစကားတို့တော့ပုံဆိုရင် interview ပုံစံမျိုးတွေကျင့်ကြတယ်ပြီးရင်မိဘနဲ့တာဝန်ပေးစကားပြောလို့ပုံစံမျိုးတွေကျင့်ကြတယ်အမျိုးမျိုးပဲပိုပြိုင်ပွဲမှာစကားပြောနေပုံစံမျိုးတွေကျင့်ကြတယ်အမှုပညာရှင်နဲ့မင်းသမီးအမှုမင်းသမီးနဲ့ဒီ interview ကအဲ့လိုပုံစံမျိုးတွေကိုကျင့်ကြတယ်အဲဒါအမေးဖြေပေါ့ပြီးရင် group discussion တွေပြောကြတယ် စကားမျိုးများပြောမှဒီ critical thinking ဆိုတဲ့ဒီအတွေးခေါ်နိုင်မှုစွမ်းရည်ကပုံပြီးတိုးတက်လာတယ် brainstorming နဲ့ပုံပြီးလုပ်နိုင်လာတဲ့အတွက်ဒီကလေးရဲ့အသိပညာဘူးသူကတိုးတက်ဖို့တော့တကဘာလုံးကလက်ခံထားတာ critical thinking တိုးတက်ဖို့အတွက်စကားများများပြောပါများများတွေးပါများများပြောပါဆိုပြီးတော့လက်ခံထားတဲ့အတွက်ညီမတို့စကားများတာပို့ပြီးတော့အသိပညာကိုတိုးတက်စေရလို့ညီမတို့ထင်တယ်။อืมဟုတ်ပြီเนาะ ကဲတော့အာဒါတော့လင်းထုံနဲ့ကျွန်တော်တင်တော့เนาะအချက်လက်တော်ကြပါတယ်နှစ်ယောက်စလုံးပြောသွားတာအဲ့တော့ခုနကလည်းညီမလေးပြောသွားတဲ့အထက်မှာပါတယ်မောင်မောင်ကြိုင်းစကပုံရပါတော့เนาะဒီမိဘများစကားရဆိုတာလည်းအဲ့ထက်မှာပါတယ်သူကြတော့စကားများတော့သူထောက်ခံတဲ့စကပုံလေးဗျเนาะအဲ့ဒါပုံမှာညီလေးဘယ်လိုခံပြီးတော့ညင်းညင်းလဲလင်းထုံမိဘများစကားရဆိုတာမိတိုင်းလည်းကောင်းတာမဟုတ်တာอืมမှဆိုကြပါစို့အမအမအိနာဘနခတ်တက်လေအမဒီကဘနာပေါ့လေဟာဒါဟာဒါဟာဒါမေးတဲ့နေမေးကောမဟုတ်ဘူးလीเนาะ အဲ့မှာ तू ကဘယ်လိုလဲဆိုတော့မေးတင်မေးထိုက်တဲ့မေးခွန်းကိုမေးရမယ်။ကျွန်တော်ခုနကပြောသွားတဲ့အတိုင်းပဲကလေးတွေနဲ့ပြောတာ။တရားဟောဆရာတွေကဟောတယ်၊ဘုန်းကြီးတွေကဟောတယ်။မှန်တယ်။နေရာတကာလိုက်ပြီးတော့သွားပြီးတော့စစ်စစ်ပြစ်နေတဲ့အချိန်မှာတကာတို့ပဏတိပါတာဆိုတာလူမတတ်ရဘူး။သွားပြောရင်မရဘူးလေ။ကိုကတနက်နေ့တော့ပြစ်ထားတော့မှဘုန်းကြီး။ဟုတ်လား။မရဘူးလေ။ဒါပေမဲ့ तू နဲ့အသင့်တော်တဲ့နေရာမှာတော့ကျွန်တော်တို့ပြောရမယ်။ဒါပေမဲ့ तू နဲ့မသင့်တော်တဲ့နေရာမှာဆိုရင်ကျွန်တော်တို့ကစကားနှဲတာအကောင်ဆုံးပဲ။ဆရာတော်ဥပုပ်ဆရာတော်ဥပုပ်ဆိုရင်ကျွန်တော်တို့စကားပြောတဲ့အခါမှာဆရာတော်ကြီးက စကားကိုတောင်းတောင်းသိမပြောဟုတ်ကဲ့ sorry ကပြိတ္တကတော်တွေကိုလေ့လာတာပဲရှိဒါပေမဲ့တရားဟောတဲ့အချိန်မှာတရားကိုတည်တည်ကြကြနဲ့ကြကြလကြဟောတယ်ဒါပေမဲ့ကျန်သောအချိန်မှာဆရာတော်ဘုရားကြီးကစကားမပြောဘာလို့စကားမပြောတာလဲဆိုတော့မြတ်စွာဘုရားရှင်အဆုံးအမလိုက်လာတယ်ဘာလို့လဲဆိုတော့ပညာဝါယထောမုတ်ခောတဲ့ပညာဝါတော့ယထောမုတ်ခောဆိုတဲ့အတိပြပါလဲဆိုတော့စကားပြောတဲ့အခါမှာစကားပြောတတ်ပေမယ့်အာအလို့ကျင်ရမယ်ဘာလို့လဲဆိုတော့ အာအလိုချင်းရချင်းအကြောင်းကြီးဟာဘာလို့ဆိုတော့အကုသို့ဖြစ်မဲ့ဇကားတွေကိုမပြောစီခြင်းလို့အာကုသို့ဖြစ်မဲ့ဇကားတွေကိုမပြောစီခြင်းတဲ့အတွက်ကြောင့်တော့ကျွန်တော်ပြီးသူနာဝါစာသူများအတွက်ဂုံချောမယ်ဖုဒ္ဓဝါစာစေရေးတိုင်းထွားမယ်ဒါဒီပါလာမယ်ဒါဒီပါပါလာပဲဆိုတဲ့အခါမှာကျွန်တော်တို့ကအများသောအားဖြင့်တမ္ပပလာပါဝါစာအကျိုးမရှိတဲ့ဇကားတွေကိုပြောလာမယ်အဲ့တော့အကျိုးရှိစွာတရားဟောခြင်းရတာများများပြောတဲ့တယ်သို့တော့တရား ထောတာကလွယ်ပြီးအကျိုးမရှိတဲ့တန်ပတ်ပလပဝါစာတွေကိုတတ်နိုင်သမျှနဲတာအကောင်းဆုံးပဲအဲ့တော့စကားနဲတာပို့ပြီးတော့ကောင်းပါတယ်อืมတော့များလိုက်လည်းမကောင်းเนาะဒါအသေးချာလေးအစုံမင်းနေနဲ့ကိုရှင်းပြလင်းထုတ်ပြောသွားပါเนาะဟုတ်ဟုတ်ကဲ့ပါเนาะအဲ့တော့တကယ်လည်းနှစ်ယောက်စလုံးတိုင်ဖောက်ညီပါတယ်ရန်နာထောင်လို့ကောင်းတယ်အဲ့တော့ကျွန်တော်ဒုတိယပိုင်းရှိပါသေးတယ်ဒုတိယပိုင်းမှာလည်းဒီတက်ပို့ပြီးတော့ငင်းကြမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ဒုတိယပိုင်းလည်းဆက်ပြီးတော့အာဖီနာဆင်ကြပါဦးခင်ဗျ အလီယာဖာပရိသတ်များခင်ဗျာကျွန်တော်ခုတင်ဆက်ပေးနေတာတော့မတီးဦးညင်မဲ့စီစဉ်ဖြစ်ပါတယ်အဲ့တော့ဒီဘက်မတီးဦးညင်မဲ့စီစဉ်မှာတော့ဒါညီမလေးကြာညိုသိနေဒါညီလေးလင်းထက်ရိုးနှစ်ယောက်ကိုဖိတ်ခေါ်ပြီးတော့စကားများကောင်းတယ်ဒါမှမဟုတ်စကားနည်းတာကောင်းတယ်ဆိုရယ်ကောင်းစီအောင်မှာဒါကျွန်တော်တို့ဒီခုညင်းနေကြတာဖြစ်ပါတယ်เนาะအဲ့တော့ပထမပိုင်းမှာတော့ညောင်စုံကကြဲကြဲလက်ကြနဲ့အစိုးမိတ်နေတဲ့ကိုခြောက်သွားတာเนาะအဲ့ဒုတိယပိုင်းမှာနည်းလေးဟိုတို့အခုခက်ပဲသွားခြင်းတယ်ဘာလို့ဆိုတော့အခု main ကလေးတော်တော်များပါเนาะကြားဘူးတာဒီ တော်ကီကောင်းတဲ့အလိုစကားများပြောနိုင်တဲ့ယောက်ျားလေးဆိုရင်ပို့ပြီးတော့ကြွေရတယ်တဲ့နော်ပြမဲ့ယောက်ျားလေးတွေကြတော့ तू ကဒီစကားနေပြီးတော့ပြဿနာမရှာရတဲ့အေးစစ်စကားအလိုစကားတိတ်မပြောတဲ့မိန်းကလေးမျိုးတိတ်စိတ်နေမိန်းကလေးမျိုး तू ကပို့ပြီးတော့ချစ်ကြရဲဆိုလို့ကြားဘူးရဲ့ဗျအဲ့ပုံမှာလည်းနှစ်ယောက်ဘလို့မြင်ကြလဲပြောအောင်ပြောပါမလေးရေပြောကဲဟုတ်ပြီဒီကလင်းထောက်စောက်အောင်အဲ့ဒါကတော့တော်ကီကောင်းတာပေါ့ယောက်ျားလေးတွေကတော်ကီကောင်းတယ်ဆိုပေမဲ့ပြောတဲ့နေအချိန်မှာပြောအောင်ဥပမာဆိုကြပါစို့ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ အမရဲ့နတ်သမီးနဲ့နတ်သမီးနဲ့အမနဲ့ဘယ်လိုဘယ်သူလာတာဟာနတ်သမီးကပို့လာတာမဟုတ်အမပို့လာတာဘာဖြစ်လို့ကျွန်တော်နှလုံးသားထဲမှာရှိနေဟာပြီအဲ့ဒါစကားနည်းနည်းလေးနဲ့သူ့ထိတိမိမိပြောလိုက်တာပဲအဲ့မှာနှစ်ချက်လောက်ချုပ်သွားအဲ့မှာနှစ်ချက်လောက်ချုပ်သွားတယ်ဟိုကမူးတောင်မေးတောင်လဲသွားဒီဘက်ကကျွန်တော်ဒါဒါယောက်ျားလေးဘက်ကနော်ဟုတ်ပြီကျွန်တော်မိန်းကလေးဘက်ကိုကြည့်မယ်မိန်းကလေးဘက်ကိုကြည့်မယ်ဆိုရင်ဘယ်လိုလုပ်မလဲမိန်းကလေးတွေကမရစ်တာစကားအဲဒီမရစ်တာစကားနည်းတာကြိုက်ကြတယ်ဆိုတာကျွန်တော်တို့ကတော့ရေးဘူးရအပြည့်မှန်တယ်ဘာလို့မှန်လဲဆိုတော့ဟို ျွန်တော်တို့မှာကသူ့အတွက်အချိန်လုံးမမပေးနိုင်ဘူးအင်းကျွန်တော်တို့မှာအချိန်နေရှိတယ်။ဥပမာဆိုရင်ကျွန်တော်ဆိုအလုပ်လုပ်တဲ့အတွက်ကြောင့်အလုပ်တစ်ဖက်ရှိမယ်။ကြောင်းတက်ရတဲ့အတွက်ကြောင့်ကြောင်းတစ်ဖက်ရှိမယ်။အချိန်ပြည့်သားပြီးတော့တူတီတူတာကျွန်တော်မပြောနဲ့။အိုးအချိန်ဘာညာမပြောနိုင်ဘူးကျွန်တော်တို့မှာ။ကျွန်တော်တို့မှာအလုပ်တွေရှိတယ်။အဲ့ဒီခါမှာကျွန်တော်တို့ကအချိန်ပြည့်ဖုန်းဆက်ပြီးတော့နင်ကဘာလုပ်နေတာလဲညာလုပ်နေတာလဲလို့ရစ်နေတဲ့အခါမှာပြဿနာလေးတွေထိဆိုင်မှုတွေတွေ့တယ်။အဲ့တော့ဘယ်လိုလဲဆိုတော့ကိုလဲကိုလုပ်ကိုလုပ်သူလဲသူလုပ်သူလုပ်ဒါပေမဲ့နှစ်ယောက်သားက အဓိကဘာလဲဆိုတော့ချစ်နေတာကိုသိရင်တော့ပြီอืมချစ်နေတာကိုသိရင်တော့ပြီရစ်စရာအကြောင်းမရှိဘူးဘာလို့ဆိုတော့ချစ်နေတာကိုသူတည်းသိတယ်ကိုလည်းသိတယ်အဲ့တော့ကိုလည်းသူ့လို့ကိုလို့ကိုလည်းကိုလို့ကိုလို့အဲ့တော့အလုံးလုံးနေရင်ဘာမှတိတ်ပြီးတော့ဟိုပြဿနာမရှိတော့အဲ့တော့တချို့တွေကဘာလဲဆိုတော့ဟာရစ်ကြတယ်ဖုန်းတွေတကွန်းကွန်းခေါ်တယ်ဟာနင်ကဘာလို့ငါ့ကိုတနေ့မှဖုန်းသုံးကမဆက်တာလဲဖခင်တော်မှဖုန်းသုံးကပြည့်အောင်မှတစ်ခါမှမရှိခိုးဘူးသူကြတော့ဖုန်းသုံးကဆက် ဲ့တော့ဘာလို့ငါ့ကိုဖုန်းတုံးကဆက်တာလဲဘာလို့ဖုန်းဘာမဆက်တာလဲမဟုတ်ငါ့ကိုဘာလို့ message မပို့တာလဲဒီ messenger မှာ line တက်ပြီးတော့ကျွန်တော်တို့မှာ messenger မှာ line တက်တယ်ဆိုမြဲကျွန်တော်တို့မှာအတိမိတ်ဆွေရှိမြဲအခုဆိုလို့ရှိရင်ဟလာအကြောင်းနဲ့ group နဲ့ပတ်သက်ပြီးတော့ဒီနေ့ဆိုရင်22ရက်နေ့ဒီနေ့အစည်းအဝေးရှိတယ်ဘယ်မှာအစည်းအဝေးရှိဆိုတော့ကျွန်တော်တို့ messenger ကနေပြီးကျွန်တော်တို့အလွယ်တကူပြောကြအဲ့ချိန်မှာနေရကျတော့ line လေးတက်ပြီးတော့ငါ့ကိုစာလေးတစ်စောင်တော့မပို့ထားဘူးလားအော်ကိုမအောင်နေဘာလို့မအားရလဲဒီ line ကျတော့နေကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုအဲ့မှာပြဿနာစကိုချင်းစာလေးကိုချင်းစာဟုတ်ကဲ့ကျွန်တော်တို့မှာအလုပ်တရားရှိတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကရစ်တဲ့မိန်းကလေးမျိုးမဟုတ်ဘူး နားလည်ပေးနိုင်မှုရှိကျွန်တော်ဗျကျွန်တော်တကယ်ပြောတာပါကျွန်တော်တို့ယောက်ျားလေးတွေညာလေးအသေးနှုတ်ပါတယ်အသေးနှုတ်ပါကျွန်တော်တို့လေနားလည်ပေးအသက်ကြီးတောင်ပေးပြီးချက်ပလိုက်မယ်ဒါကတကယ်ပြောတာကြိုက်တယ်အဲ့ဒါအကြိုက်ဆုံးပဲကြိုက်တယ်အဲ့ဒါကြိုက်တယ်လုံးဝနော်ကဲကဲအဲ့တော့စကားမများစကားမများအကောင်းမောင်လေးကပြော relationship တခုမှာကဲအဲ့မှာမောင်လေးကောင်းမလေးအထင်လွဲပြီမောင်လေးကို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 မနေ့ကမီးကလှဲတန်းမှာဘယ်ကောင်မလေးနဲ့တွေ့လိုက်တယ်မောင်လေးကစကားမပြော ီလိုပဲနေနေဟုတ်လားဆိုဒီလိုပဲဟုတ်လားမဖြစ်ဒီလိုပဲနေနေအဲ့ဒါကိုတကယ်ကြီးကပြန်ပြောတယ်ဟုတ်လားဆိုတော့ဒီလိုပဲနေနေမယ်မိသီးနေကြားထားတယ်အဲ့တုန်းကဆိုအဲ့ဒါလည်းဘာမှမဖြစ်ဘူးအဲ့တော့ကိုကိုမိနေလမ်းခွဲမလားဆိုလည်းမောင်လေးကဘာမှမဖြစ်ဘူးဒါကိုမမောင်းလို့ကိုရှင်းမပြအောင်မောင်လေးဘက်ကမှန်တယ်မောင်လေးဘာမှပြောသေးကြတယ်မောင်လေးအကောင့်မှာထွက်သွားပြီမောင်လေးနောက်နေသွားမိမိနဲ့အနောက်တယောက်နဲ့ပဲအဲ့ဒါဩအဲ့လိုတွေတော့မဟုတ်ဘူးလေကို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 နောက်တယောက်နဲ့လက်ထဲမှာညီမတွေ့လိုက်တယ်ဟုတ်လားဘာသူပြောတာလဲ ဟုတ်ပါဘူးမြတ်မီတည်တာပါဘာမြတ်မီတည်ရလားကိုကိုဘယ်လောက်ချစ်တယ်ဆိုမိမိယုံလားအဲ့အဲ့မှန်စကားမြတ်ဖြစ်တယ်ကိုကိုဘယ်လောက်ချစ်တယ်ပါဖြစ်သွားရင်အဲ့စကားမြတ်တော့မဟုတ်ဘူးစကားနဲ့နဲ့ကိုကိုဘယ်လောက်ချစ်တယ်ဆိုမသိဘူးလားကိုကိုကအပြောနဲ့မဟုတ်တော့လှုပ်လှက်တတ်ပြီပါမိမိယုံစောက်ကြည့်လိုက်ပြီအဲ့ဒါပြတ်သွားအဲ့ဒါပြတ်တာပဲဘာမလို့လေတဲ့ဒါတွေက ဟာကိုကဟာမဟုတ်ပါဘူးကိုမင်းကသွားခဲ့တာပါမဟုတ်ပါဘူးကအဲ့ဒါကိုကတကယ်ချင်းခေါ်သွားတာပါဖြစ်တယ်ကြပါတယ်ပြောနေစရာမလိုဒါပေမဲ့ရဲ့လောက်ရဲ့ကိုကြည့်လား relationship တစ်ခုမှာဒါမောင်လေးကငယ်သေးလို့ပေါ့ဒါကိုစားရိုးဆိုသိမယ် relationship တစ်ခုမှာဘယ်လိုဖြစ်လဲဆိုတော့နှစ်ယောက်တော့ဟုတ်တယ်ကိုကလို့ကိုလို့သူ့လို့သူ့လို့နားလည်မှုရှိရှိမရင်မှန်ပဲစကားများတယ်ဆိုတဲ့ဟာတစ်ခု စကားများရတယ်ဆိုတဲ့ခုတစ်ခုလည်းမှာဟိုရစ်တာတစ်ခုလည်းပဲပါတာမဟုတ်ဘူး။ဘာလဲဆိုတော့တယောက်နဲ့တယောက်ကိုင်းကြုံမင်ကြုံကိုင်းမရှိရပဲ။ဟိုချစ်သူတွေက네ဘယ်တူရင်ဝါသနာတူရင်ပို့ပြီးတော့အဆင်ပြေတယ်ဆိုတာကြားဘူးတယ်။ကဲတက်ကူဆရာမချင်းဆိုပါဆိုအမဆိုတက်ကူဆရာမဟုတ်တယ်နော်။အဲ့တော့အမကောင်လေးကတက်ကူဆရာပဲဆိုပါဆိုကဲမြန်မာစာအကြောင်းလေးပြောမယ်ကြောက်စာလေးအကြောင်းပြောမယ်ဆိုသူနဲ့တိုင်မင်လို့ရရင်သူနဲ့စကားများများပြောလို့ရရင်အမတို့ပိုစင်မပြေဘူးလားဟုတ်တယ်နော်အကယ်၍ကိုက thesis တွေပါလေလုပ်နေတယ် အဲကိုကောင်လေးကကို့ဘေးနားကနေပြောပြပေးနိုင်မယ်ဟိုဆွေးနွေးပေးနိုင်မယ်ဆိုရင်ဒါအများကြီးပုံပြီးအဆင်ပြေတယ်အဲ့လိုမျိုးအလုံးထဲမှာအမြင်ဒီစကားပြောနေတဲ့လူနဲ့ပြောရပြောရများရတဲ့အချိန်မှာဟိုလိုမျိုးဘာမှကို့နဲ့လည်းဘာမှမဆိုင်ကဲမတက်ကိုဆရာမဒါပေမဲ့ဟိုကဆရာဝန်ဖြစ်စေအင်ဂျင်နီယာဖြစ်စေအဲ့လိုမျိုးဖြစ်နေမနဲ့ဘာမှမဆိုင်တဲ့နယ်ဘယ်တစ်ခုကဖြစ်နေတော့မနဲ့စကားပြောလို့လည်းမရအောင်အလုံးနဲ့ပတ်သက်ပြီးတော့လည်းဆွေးနွေးလို့မရအောင်အဲ့လိုစကားများများပြောလို့မရတဲ့အတွက် ်အမ relationship ကြီးမှာအဖို့အတွက်ဖြစ်လာလိမ့်မယ်။မောင်လေးဟုတ်တယ်သူလို့သူလို့ကိုလို့ကိုလို့ဆိုတော့မှန်တယ်။ဒါပေမဲ့အချိန်ပေးတဲ့နေရာမှာပေးမှာစကားပြောတဲ့နေအချိန်မှာပြောမှာအမတို့တွေပြဿနာတွေကပြည့်လဲွားတယောက်နဲ့တယောက်ထိရှားမှုတွေပုတ်တတ်မှုတွေဆိုတာရှိမှာပဲဒီဥစ္စာတွေပုတ်တင်မှုတွေဆိုတာရှိမှာပဲဒီပြဿနာတွေအကုန်လုံးနေမှာပြဿနာတွေရှိနေရဟာဖြစ်တဲ့အတွက်အမတို့ကစကားပြောမှာပြည့်လဲမှာစကားပြောရင်ပြည့်လဲဆိုတာမရှိဟုတ်တယ်မောင်လေးနဲ့မောင်လေးကမောင်လေးပြဿနာဖြစ်တယ်အေးဟုတ်တယ်ငါမှန်တယ်ငါမရှင်းပြအောင်ဆိုပြီးဖုန်းကြီးပိတ်ပြီးနေနေလိုက် relationship တခုကအပူတစ်ဖြစ်သွားမှာပဲပြန်ဆင်ပြင်းအောင်မှာအကယ်၍အဲ့ရှင်မောင်လေးကဖုန်းကောက်ကင်ပြီးတော့အင်းမိမိကွာဒီလိုမဟုတ်ဘူးမိမိရဲ့ကွာဒီလိုမဟုတ်ဘူးကွာဒီလိုဆိုလိုတာမဟုတ်ဘူးကိုတီးချိန်မှလို့အလုံးမအောင်ရှင်းပြလိုက်နားလဲသွားမှာပဲပြီးတော့တနေ့တာ plan ကိုပြောထားရမယ်ကိုဒီနေ့ဘယ်ကိုသွားမလဲကိုညနေကျရင်ဘယ်ချိန်ပြန်ရအောင်မလဲကိုဘယ်ချိန်ကျရင်ဖုန်းဆက်မလဲရတယ် main ကလေးရတာနားလဲပြီးနေဒီလောက်ပြောထား is okay ညကျမှဖုန်းဆက် ဒါပေမဲ့အဲ့တော့ဘာမပြောဘဲနဲ့မိုးလင်းနေတာဖုန်းလည်းမဆက်ဘူးမက်ဆေ့လည်းမပို့ဘူးဘာတနေ့တာပလန်မလည်းမပြောစကားတွေအရန်နေနေမယ်ဆိုဟုတ်တယ်လေရေးကြထားတင်ပြီးတော်ထားတာမဟုတ်ဟုတ်တယ်မလားတင်ပြီးတော့ရေးကြတော်ထားတာမဟုတ်ဟုတ်တယ်နော်ကဲเนาะအဲ့တော့ပြောပြီတင်ပြီးတင်ပြီးကိုကြိုက်တာပါမဟုတ်တာရယ်เนาะအဲ့တော့အတကူရရှိခုနကကိုပြောရတဲ့မှာပါတယ်ညီမလေးကြားလို့သိရင်အဲ့ယောက်ျားလေးကြီးလေးဟိုဒီလေးလေးပြောသွားအဲ့လိုစကား အရင်မများတဲ့မိန်းကလေးပြဿနာမရှာတဲ့မိန်းကလေးကိုပို့ပြီးတော့ကြိုက်ကြတယ်လို့ပြောတယ်အဲ့ဒီပုံမှာညီမဘာပြောချင်လဲအဲစကားများတဲ့သူကစကားများတဲ့သူကဘာပြောချင်လဲဆိုညီမတို့ကစကားတော့များတယ်ကွာဒါပေမဲ့ညီမအဲ့လိုပြဿနာတိတ်မရှာတာတော့အဲ့ဒါမျိုးတိတ်မသိဘူးပေါ့နော်ဒါပေမဲ့တချို့ယောက်ျားလေးတွေကြတော့လေအဲ့လိုခုခုမှလေစကားပြောနေတာမျိုးပို့ကြိုက်တယ်ဟိုညီမကဒီစကားလူဝဲပိုင်းမှာညီမစကားပြောညီမအဲ့လိုတဝင်းမတိုးထက်တဲ့နေရာမှာပါတယ်ညီမတိတ်ပြီးပြဿနာမရှာဘူးတိတ်ပြီးစကားမပြောစကားမပြောတော့ကြတော့ဘယ်လိုဖြစ်လာလဲဆိုတော့ အမ်မချစ်ပါဘူးလို့ခယူးမဆိုင်ပါဘူးလို့လည်းဖြစ်လာဒါယောက်ျားလေးပဲဖြစ် main ကလေးပဲဖြစ်ဖြစ်လာအဲ့တော့ main ကလေးတံမဲ့သူများတွေကတဝင်တုံနေတဲ့အချိန်မှာပြဿနာရှာနေတဲ့အချိန်မှာအဲမင်းကတော့ဒီလိုမျိုးမလုပ်ဘူးဆိုတဲ့အတွက်အဲမင်းကတခြားလူနဲ့ဘာတွေဖြစ်နေလို့လဲမင်းကအလုပ်ထမ်းအောင်ဘလောက်တောင်အလုပ်ရှုပ်နေလို့လဲမင်းကကယူးမဆိုင်နိုင်လို့ဖြစ်လာအကိုအကိုမထင်တဲ့ယောက်ျားလေးတွေကပို့ပြီးတော့သူတို့မှအားငယ်စိတ်ပို့ရှိတယ် main ကလေးတန်းဆိုင်သူတို့က လူကဒါသူကမမထနေဖြစ်နေတာသူတို့ကပို့ပြီး view site ခန့်ကျင်တယ်ပို့ပြီးတော့ကျင်နာတာခန့်ကျင်တယ်ပို့ပြီးတော့စိတ်ရှည်တီးခန့်တာခန့်ကျင်တယ်နားလည်မှုပေးတာကိုခန့်ကျင်တယ်အဲ့တော့သူတို့က view site ခန့်ကျင်တဲ့အချိန်မှာ main ကလေးက ADA ဆန်နဲ့ဘာမှပြဿနာမရှိဘူးဘာမှတဝင်မတူဘာမှ view မဆိုင်ပဲနေနေဒီ relationship တစ်ခုမှာဒါကတော့အဖို့တစ်ဖြစ်လာရင်လူညီမကတော့ထင်တယ်အေးဆက်လွန်ရင်လည်းမကောင်းဘူးပဲရမှာဟုတ်ကဲ့ဗျာအဲ့တော့လင်းထောက်ဘာပြန်ပြောချင်လဲပြောစရာရှိမှထင်တယ်အတွေ့ relationship တစ်ခုမှာနှစ်မျိုးပဲရှိရင်လောက်လောက်တယ် ဟုတ်ပါဘူးခါလဲဆိုတော့တမျိုးလိုရင်တမျိုးမလိုရင်တမျိုးမဟုတ်ဘူးလေနှမျိုးပဲနှမျိုးတယ်ဘာလဲဆိုတော့ယုံကြည်မှုနဲ့နားလဲမှုကျွန်တော်ပြောတာကပြဿနာရှာတာမဟုတ်ပြဿနာမရှာလို့ကောင်းတယ်ဘာလို့ဆိုပြဿနာမရှာဘူးတပည့်တဝင်တော့တူမှာပဲဘာလို့မဆိုတဝင်မတူဘူးတော့မရှိချင်းတော့ကြမ်းလေးရလေကိုကောင်မလေးကိုတဝင်တူမှာပဲကိုကောင်မလေးရလေကိုကောင်လေးတဝင်တူမှာပဲသို့တော့သူကကဲဟုတ်ပါပြီဒါပါတော့ကျွန်တော်ကကိုရီးယားမင်းသမီးပုံလေးကိုကြိုက်လို့ ရှယ်လိုက်တယ်။နင်ဘာလို့ရှယ်တာလဲ။ဩကြိုက်လို့ရှယ်တာပေါ့။ဘာလို့ကြိုက်တာလဲ။ဩကိုယ့်ရဲ့ idol မဟုတ်လို့ကြိုက်တာလေ။ဘာဖြစ်လို့ကြိုက်တာလဲ။နင်ငါ့ကိုပဲကြိုက်ရမလဲ။တခြားလူမကြိုက်ရအောင်။ဩဟုတ်ပြီဟုတ်ပြီအဲ့ဆိုပြန်ပြီး delete လုပ်လိုက်တယ်။သူကြတော့ရှယ်တာကိုရီးယားနားတော့။ကဲအဲ့ဒါကြတော့ နင်ဘာလို့လဲလဲဟဲ့ငါ idol လီ idol ငါမကြိုက်ရဘူးလားဟဲ့နင်ငါ့ကိုပဲကြည့်ရမလဲသူ့ကိုသွားမကြည့်ရဘူးလဲဟဲ့ idol ကိုချစ်တာနဲ့နင်ကိုချစ်တာနဲ့မတူဘူးလေဟာအဲ့ဒါမှပြဿနာဆရတာအဲ့ဒါဟုတ်ပြတာကျွန်တော်ကအဲ့လိုပြဿနာမရှာဘူးနားလည်မှုရှိပြန်အော် तू तू idol မို့လို့ तू ကြိုက်တာပဲကြိုက်ပါစေအဲ့တော့ဖောက်ပြန်လာမှာမဟုတ်တာအဲ့ဒါအဲ့ဒါဒါမောင်လေးတွေအထင်လွဲနေမှာပဲပြပြမယ်အာမင်းကလေးတွေကဘလို့စိတ်လဲဆိုတော့မင်းကလေးအစီမားကကြတော့သူက idol ကကြတက်တက် ไอดอลสีอ่ะสิกะနှလုံးသားတကန်ကွာ၄ခန်းတော့ရှိတယ်ဟုတ်လားဟုတ်လား၄ခန်းဟုတ်ပြီအဲ့တော့ไอดอลอ่ะတကန်တကန်ဟုတ်တယ်မလားမိဘอ่ะတကန်တကန်ငယ်ချင်းတွေอ่ะတကန်၃ခန်းရှိသားอ่ะတကန်၄ခန်းတကန်စီရှိတယ်မိုက်တယ်နော်မိန်းကလေးတွေတော့ကြာဘယ်လိုမြင်လဲဆိုယောက်ျားလေးတွေကကိုယ့်ကောင်မလေးကိုထပြီးကြိုက်ပြီးဆိုတော့ဟဲဒီကောင်မလေးကချစ်စရာလေးငါကောင်မလေးဖြစ်လာရင်ကောင်းပါပဲဆိုတော့ဟာဒါသူ့ကောင်းနေပါဒါသူ့ရဲ့ไอดอลแกပဲသူ့အတွက်ကတော့အဲ့တော့ ောက်မှလည်းကို့အတွက် idol ဖြစ်နေပြီဆိုတော့ဘာဖြစ်လို့ idol ထက်လို့အောင်မှလည်းမောင်လေးရဲ့အဲဒါဆိုသူကျတော့ကျွန်တော်အတွက် idol ဖြစ်ပြီးတော့သူကသူကလည်းခလား ဟဲ့ငါ့ကိုရီးစားစကားလာပြောတယ်သူ့ရဲ့ရည်ချင်းတွေကလည်းဘာတွေလဲဆိုပြန်ကြည့်ပြန်ကြည့်တဲ့အခါမှာဟဲ့လေးစားအတူယူရတဲ့ဟာတွေတွေ့လာသူလည်း idol ပဲအဲ့ idol ဖြစ်တော့သူကဘာလို့ဘူယောက်ျားလေးကိုထပ်ပြီး share တော့မှာလဲကိုရီးယားမင်းသားတွေထပ်ပြီး share မှာလဲမောင်လေးကကိုရီးယားမင်းသားလောက်မချောလို့အဲ့တော့ကိုရီးမင်းကိုရီးယားမင်းသားလောက်မချောပဲကိုရီးယားမင်းသားတွေတော်ကီကောင်းတော့ကျွန်တော်ကိုကျွန်တော်သိတာဟဲ့သူစကားလဲပြီမဲ့တော်ကီကောင်းတယ်အဲ့တော့ပြောတာကိုရီးယားမင်းသားလည်းခလိုက်ကြရင်ကိုတော်ကီဘူကောင်းတယ်သူ family တင်နေပါတယ်မှာဆိုပရိသတ်ဂျင်းတော့စကားပြောစကားပြောပို့ပြီးတော့ ော်ကီပိုကောင်းအဲရီးစားကြတော့တည့်ရမလားကွာအာသူတို့ကပြဿနာရှာဖို့ပဲအဲ့လိုမျိုးစကားကိုလေမင်းကငါ့ကိုနားလည်ဝင်ပေးနိုင်အောင်လားငါဒီမှာလုံးလုံးနေရမလဲလို့ဟိုးစားဖြစ်နေချိန်မှာဒါ ဟိုဒီ Facebook မှာတက်လာတဲ့ video တွေ YouTube မှာတက်လာတဲ့ video တွေကြတော့ Twitter မှာတက်လာတဲ့ video တွေကြတော့အဲ့ဒါကိုရီးယားမင်းသားတွေကဒါချိုချိုသားပြောမယ်ကိုရီးယားဆိုရဲချိုသားပြောမယ်အာမြန်မာတွေဆိုလည်းမြန်မာချိုအစိုးရလေးရှိရစကားပြောအရင်နှောက်ထောင်လို့ကောင်းတယ်အသူတန်လေးနှောက်ထောင်နေနေချိုသားနေတာအဲ့လိုဒီမောင်လေးတို့ကြတော့စကားကိုပူဆက်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 နေပြောမောင်လေးချိုသားနေမဟုတ်လောက်မချိုသားတော့အဲတော်ကီးယားအဲ့လိုမျိုးဖြစ်သွားတယ်အဲ့ဒီမှာလည်းအဲ့လိုပဲလေကျွန်တော်တို့ကိုလေညကြရင်ဖုန်းဆက်ရင်ဟာနေကဘာဖြစ်လို့ငါ့ကိုဖုန်းမဆက်တာလဲဘာဖြစ်နေကြဒီရဒီ ဟိုအယုဒ္ဓအနတ္တစကားတွေနားထောင်မဲ့စားဟိုကကိုရီးယားမြန်သမီးလေးရအညာကဆေးရကမန်စမီကာဟာဘယ်စီကိုကောင်းလဲဒီလိုပဲဘောကြောင့်လည်း idol ပဲဗျာလားယောက်ျားလေးတွေကအဲ့ဒါသူတို့ကစကားသူတို့ပြောတော့စကားနဲ့ကကြိုက်တယ်ဟုတ်တယ်မဲ့မဲ့ဆိုဟိုချူတို့ตาပြောတာပိုကြိုက်တာဒါပေမဲ့ကိုကမောင်လေးကစားပြီးတော့ဒီကောင်မလေးဖွင့်ပြောတယ်ဒီကောင်မလေးတန်နဝင်ချိုလိုက်တာပြားရည်လေးလောင်းထားသလိုပဲဆိုပြီးစားကြိုက်ကြတာ နောက်တော့မှဟာဒီအဖွားငါစောထုံးနေတယ်လို့ပဲဆိုဖြစ်သွားတယ်။ဟာအဲ့ဒါလည်းမိန်းကလေးလိုက်တယ်မဟဲချစ်စရာလေးဟဲသူကငေါ့ရေစားစကားလာပြီသူ့အတန်လေးကလည်းကောင်းလိုက်တာဒါပေမဲ့နောက်ဆုံးနဲ့ကျဟမ်ဒီကောင်ကြီးကွာဘာမှဓာတ်ခဲမရှိတဲ့နာကြီးလို့ပဲဆိုဖြစ်သွားတာ။ အဲ့တော့เนาะအဲ့တော့နောက်တစ်ပတ်မှာထက်ဆက်ရမယ်ထင်တယ်เนาะ topic ကိုเนาะယောက်ျားလေးတွေကပို့ပြီးတော့ချစ်ကြတယ်မိန်းကလေးတွေကပို့ပြီးတော့ချစ်ကြတယ်ဆိုပြီးတော့အဲ့ဒါ topic ပြန်ဆက် topic ကိုပြန်ဆက်ရမယ်တဘောမှာရှိပါတယ်ဟုတ်ကဲ့ဗျာเนาะကဲတော့ဒီနေ့အစီအစဉ်လေးကတော့ဒါကျွန်တော်စကားနေတာကောင်းနေတယ်စကားများတာကောင်းနေဆိုတဲ့ပုံမှာဒါညီလေးတင်ထောက်နေညီမလေးကြံ့ညိုတင်တော့ကိုယ်မြင်လေးဒါပွင့်လင်းလေးပြောတော့ဖြစ်ပါတယ်အဲ့တော့အဆုံးသက်တွေနဲ့ရောပြည်သက်တွေကိုဒါနှုတ်ဆက်ပေးပါအောင်ဗာစကားလေးပြောချင်တယ်အားလေးလေးပြောပြပါအောင်เนาะ ကဲဒီလေးကျွန်တော်တို့ကျွန်တော်တို့မောင်နှမတွေကဟိုကျွန်တော်တို့ကပြိတ္တကိုဖျော်ဖြေမှုတတ်တတ်ပါကျွန်တော်တို့ကဟိုကျွန်တော်တို့ကတစ်ခါတယောက်နဲ့တယောက်လည်းရန်ညိုးတွေပါမှမရှိပါဘူးကျွန်တော်တို့ကအဲ့ဒီဗဇက်ကပောက်ကရတွေအဲ့လိုမျိုးထွက်တတ်တဲ့အခြေရှိပါတယ်ကျွန်တော်တို့နှစ်ယောက်ကအဲ့လိုမျိုးပေါ့ ဟိုကြုံရင်ကြုံတယ်လို့ပေါ့ငင်းတယ်ဆိုပေမဲ့ကျွန်တော်တို့ကဒါမောင်နှမတွေကဒါပညာရေးဆွေးနွေးပွဲဒါဖြောပြမှုတက်တက်အနေနဲ့ဒါရှုမြင်စေချင်ပါတယ်ပြိတ္တကိုအဲဒီကျွန်တော်တို့ရံဖြစ်နေတဲ့ပုံစံမျိုးတွေတော့မရှုမြင်စေချင်ပါဘူးကျွန်တော်တို့အားလုံးကမောင်နှမတွေပါပဲကျွန်တော်တို့မောင်နှမအချင်းချင်းဒီလိုမျိုးပြိတက်ကိုဖြောပြတင်ဆက်တယ်ဟာတာအနေနဲ့ပဲရှုမြင်ပေးကြပါလို့ကျွန်တော်အနေနဲ့ပြောချင်လို့ပါတယ်ဟုတ်ကဲ့ညီမလေးရောအာညီမကတော့ဒီခေါင်းစဉ်ပေါ်မှာပဲမူတည်ပြီးတော့ လောက်ဆက်ရတယ်ဒီဘာသာစကားတွေအခုသင်နေကြတယ်ဂျပန်စာသင်နေတယ်တရုတ်စကားသင်နေတယ်အင်္ဂလိပ်စကားသင်နေတော့စကားများများပြောရင်းမှဘာသာစကားဆိုတာပို့ပြီးတိုးတက်လာမယ်အဲ့တော့တိုးတက်လာကမှကိုယ့်ရဲ့အလောက်ကန်ခွင့်လန်းတွေကပို့ပြီးတော့ထွန်းပေါက်လာမယ်အဲ့တော့လူငယ်တွေစကားပြောရမှာမကြောက်ပါနဲ့လူရှိသူရှိမှာစကားပြောရမှာမကြောက်ပါနဲ့ကိုကြောက်နေတဲ့အရာကိုရဲရဲတိုးရဲမှကို့အတွက်ပို့ပြီးတော့တိုးတက်မှုပို့ပြီးဖြစ်လာမှာပါအဲ့တော့ လူတွေကြားတဲ့စကားပြောမှမကြောက်ပါနဲ့လူကြီးတွေရှိမှရင်းရင်ကျေးကျေးနဲ့တကယ်ကိုကိုကိုလူကြီးတွေရောဒီအပြင်းအားလူတွေကောကြည်နေတဲ့လူတွေကောယုံကြည်မှုရှိလာအောင်ပြောနိုင်တဲ့အရေးချင်းတစ်ခုကို ပြောထောင်ထားပါလို့ပဲညီမပြောချင်ပါရှင့်။ကြားပြတ်ကြားပြတ်ပြီးပြောပေးရစေ။ဟုတ်ပြီလို့ပေါ့။ဒါပေမဲ့စကားများများပြောတာကောင်းတယ်ဆိုတဲ့အချိန်မှာတင့်လျော်တဲ့အရက်ဒေတာမှာတင့်လျော်သောစကားကိုကောင်းစွာပြောကြရတယ်လို့ပါတယ်။ဒါပေမဲ့အချိန်တိုင်းမှာတော့တွားပြီးတော့မမကတော့အင်တာတက်နေလားမနှခရှိပြီလဲဖာညာမလို့တဲ့စကားတွေတော့တွားပြီးတော့ပြောစရာမလိုပါဘူး။တင့်လျော်တဲ့နေရာမှာစကားများများပြောပြီးတော့ကြံတဲ့အချိန်မှာတန်ဖက်ပလာပါဝါစာဆိုတဲ့ เนาะအကျိုးမရှိတိမ်ပြင်းတဲ့စကားတွေကိုအတက်နိုင်ဆုံးနည်းနိုင်သမျှနေတာအကောင်းဆုံးပါပဲလို့ပြောကြတဲ့နေကိုချုပ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကျေးဇူးတင်ပါတယ်ညာเนาะနောက်ပြန်တွေ့ကြမယ်เนาะနောက်ကောင်းစင်တယ်ဟုတ်ကဲ့ပါ